ားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ berry တောင်ကုန်းအောက်ကမြို့ဝှက်ချက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်တခါတော့ငါစိတ်ဆိုနေတဲ့တောင်ကုန်းတောင်တန်းနဲ့ဝန်းရံထားတဲ့ကြီးရွာလေးတရွာမှာအဲလာရာဆိုတဲ့ကောင်မလေးတယောက်လည်းနေထိုင်တာပေါ့ကွယ်အဲလာရာဟာအညိုရောင်စပင်ကောက်လေးတွေတောက်ပနေတဲ့မျက်လုံးလေးတွေနဲ့အတူနုညံ့တဲ့နှလုံးသားတစ်စုံကိုလည်းပိုင်ဆိုင်ထားတာပေါ့ကွယ် သူမဟာ မနက်တိုင်းမနက်တိုင်းသူမတို့ရွာထိပ်မှာရှိတဲ့ berry တောင်ကုန်းထိပ်လေးကိုတက်ပြီးတော့နေထွက်လာတာကို အမြဲစောင့်ကြည့်လေးရှိတဲ့ကွယ်အဲ့ဒီတောင်ထိပ်မှာတည်တဲ့ berry ဒီလေးတွေဟာညဘက်တွေရောက်တဲ့အခါကျရင်လင်းလန့်တောက်ပနေတတ်တယ်လို့ရွာတွေကသူတွေက ပြောလေးရှိကြတာပေါ့ ဒါပေမဲ့베리디လေးတွေဟာညအချိန်မှာကျယ်လေးတွေကဲသို့လင်းလက်တောက်ပနေတယ်ဆိုတာကိုမစ္စတာတစ်စတယ်ကလွဲပြီးတော့ကျန်တဲ့သူတွေတယောက်မှမမြင်ဘူးကြပါဘူး Mr. Thistle ဆိုတာကတော့ရွာထိပ်ကတစ်တအိမ်ဟောင်းလေးတစ်လုံးမှာနေထိုင်တဲ့အဖိုးအိုကြီးတူပဲဖြစ်ပါတယ်။ သူဟာရှင့်ကလေးတွေနဲ့စကားပြောလေးရှိပြီးတော့လေနဲ့ရေးသားထားတဲ့စာအုပ်တွေကိုလည်းဖတ်လေးရှိတယ်လို့လူတိုင်းလူတိုင်းကပြောကြပါတယ်။အရသူရသားတွေအားလုံးက မစ္စတာသီစတဲကိုလူလိန်တယောက်လို့ဆွတ်ဆွဲကြပေမဲ့အလာရာကတော့သူ့ကိုယုံကြည်နေတဲ့ကွယ်။ဘနက်ခင်းလေးတစ်ခုမှာတော့အလာရာဟာသူမရဲ့ရှင်းောင်းလေးတစ်ခုထဲသို့ဘယ်ရီဒီလေးတွေကိုထည့်နေတော့မှပဲထူးဆန်းတဲ့အရာတစ်ခုကို တွေးလိုက်ရတဲ့ကွယ် အဲ့ဒါကတော့ berry ဒီလေးတစ်လုံးဟာကြဲရောင်မှိမ့်မဲလေးတစ်လုံးကဲ့သို့လင်းလက်နေတာပဲဖြစ်ပါတယ်။ Elara ha berry ဒီလေးရဲ့နားကိုကတ်ချိလိုက်တဲ့အခါမှာတော့ berry ဒီလေးကတောင်ကုန်းအောက်ကတကားကို ရှာဖွေပါလို့တိုးတိုးလေးပြောလိုက်တဲ့ကွယ် Elara ကလည်း Imogen ကိုအံ့အားသင့်သွားပြီးတော့မင်းမင်းစကားပြတ်တတ်သလားလို့မေးလိုက်တဲ့ကွယ် အင်လာရာရဲ့မိခုံးကိုပြန်မဖြေခင်မှာပဲမယ်ရီဒီလေးရဲ့အလင်းရောင်ဟာတဖြည်းဖြည်းမှိန်လာပြီးတော့နောက်ဆုံးမှာတော့သူ့ရဲ့အလင်းရောင်ဟာလုံးဝပျောက်ကွယ်သွားတဲ့ကွယ်အင်မတန်ဆိတ်လုရှားနေတဲ့အင်လာရာဟာမစ္စတာတီစီစတန်နေထိုင်တဲ့တစ်သားအိမ်ဟောင်းလေးစီတို့ဆက်ရှင်ပဲပြေးသွားတော့တာပေါ့ကွယ်အဲ့ဒီအိမ်လေးကို ရောက်တဲ့အခါမှာတော့မစ္စတာတီစတေရဲ့မယ်ရီဒီလေးကကျမကိုစကားပြောနေတယ်လို့ပြောပြလိုက်တော့တာပေါ့ အလာရာရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာမစ္စတာသစ်စတယ်ရဲ့မျက်လုံးတွေဟာလင်းလက်တောက်ပလာပြီးတော့ဘယ်ရီတောင်ကုန်းလေးကမင်းကိုရေးချင်လိုက်ပါပြီအလာရာအဲ့ဒီတောင်ကုန်းထိပ်မှာရှိတဲ့ဘယ်ရီဒီလေးတွေကသူတို့အမှန်တကယ်ယုံကြည်ရတဲ့သူကိုသာစကားပြောလို့ရှိပါတယ်အချိန်ကြာရောက်ပါပြီအလာရာလို့အဖိုးအိုက ပြောလိုက်တာပေါ့ကွယ်အဲ့ဒီအခါမှာအလာရာကဘာအချိန်ကြာရောက်တာလဲဖို့ဖို့လို့ပြန်မေးလိုက်တာပေါ့ကွယ် ဲ့ဒီခါမှာမစ္စတာတစ်စတေကဟောင်းနှံပြီးတော့ဖုန်တက်နေတဲ့ဆောင်းလေတုပ်ကိုဖွင့်ပြီးတော့ဘယ်ရီတောင်ကုန်းအောက်ကတကားပေါက်လေးတစ်ပေါက်ကိုရှာဖွေဖို့အတွက်အချိန်ကြာရောက်တာပဲဖြစ်ပါတယ်အဲလာရာလို့ပြန်ပြေးလိုက်တာပေါ့ကွယ်။ဟိုးရင်တော့ကဟော်ရီတောင်ကုန်းလေးဟာမော်ဆန်တဲ့ဘယ်ရီတောင်ကုန်းလေးတစ်ခုဖြစ်တာပေါ့ကွယ်။အဲ့ဒီတောင်ကုန်းလေးရဲ့အောက်မှာဆိုရင်အကျဉ်းတရားပြေးွားတဲ့ထူးရှားတဲ့တက်ရှိတဲ့တော်ရီနေထိုင်တဲ့ မော်ဦးရင်လေးတကူရှိတာပေါ့ကွယ်။ဒါပေမဲ့ရွာသူရွာသားတွေဟာဟော်ရီမော်ဦးရင်လေးအပေါ်မှာယုံကြည်မှုရပ်တန့်သွားတာကြောင့်မော်ဦးရင်လေးရဲ့တကားဟာ လုံးဝပြန်ပွင့်မလာတော့ဘဲနဲ့ပိတ်သွားခဲ့တာအတော်ကြာနေပါပြီ။ဒါဆိုရင်အဲ့ဒီတကားကိုပွင့်အောင်ဘလို့လုပ်ရမလဲလို့အယ်လာရာကပြန်မေးလိုက်တာပေါ့အဲ့ဒီတကားကိုပြန်ဖွင့်နိုင်မှုအတွက်တော့သုံးချောင်းကိုရှောက်ပေးရပါမယ် ရင်းစွန်းတတိရှိခြင်းအတွက်တော့တခြားကျင်နာမှုအတွက်တော့တခြားနဲ့ဂရုတစိုက်နားထောင်ခြင်းအတွက်တော့တခြားလို့ပဲ ဖြစ်ပါတယ်။အဲ့ဒီတော့၃ချောင်းဟာဟောရီရွာပတ်ဝန်းကျင်မှာပဲရှိနေပါတယ်။ဖြူစင်တန့်ရှင်တဲ့နှလုံးသားရှိသူကသာလျှင်ဒီတော့၃ချောင်းစလုံးကိုရှာဖွေနိုင်ပါလိမ့်မယ်။မင်းသာတိစေရဲ့စကားကိုကြားပြီးတဲ့အခါမှာတော့အလာရာဟာတော့၃ချောင်းကိုချပွေဖို့အတွက်စတင်လှောက်ဆောင်ပါတော့တယ်။ ူမဟာတောအုပ်လေးတစ်ခုထဲသို့ထွက်ခါလာပြီးတနေရာရောက်မှာတော့ဝဝငယ်လေးတကောင်ဟာစူးရှုံပုတ်တွေရဲ့ရှားထဲမှာညှိမိနေတာကို တွေ့သွားပါတော့တယ်။အလာရာကဝဝငယ်လေးကိုအနေရပေးတော့မြည်အထင်နဲ့မိခင်ဝဝမကြီးကကြဲလောင်တဲ့အတန်တွေနဲ့ဟိဟောက်နေတော့တာပေါ့ကွယ်။အဲ့ဒီခါမှာအလာရာကစိတ်မပူပါနဲ့ငါသူ့ကို ကူညီရှင်လို့ပါလို့တူတိုးလေးပြန်ပြောလိုက်တာပေါ့ကွယ်။ အလာရာဟာဝတ်ဝငယ်ကလေးကိုကူညီရှင်တဲ့စိတ်နဲ့သူ့ရဲ့လက်မောင်းမှာစူးရရှိမိတာကိုလည်းသတိမထားနိုင်တော့ဘူးပေါ့ကွယ်။နောက်ဆုံးမှာတော့ဝတ်ဝငယ်လေးဟာစူးရှုံဘုတ်တွေရဲ့ကြားထဲကနေပြီးတော့လွတ်မြောက်လာခဲ့ပါပြီ။ဝတ်ဝအမေကြီးဟာအလာရာရဲ့အနာတို့ကတ်လာပြီးတော့သူမရဲ့ကျင်နာမှုကိုအတိမတ်ပြုသည့်အနေဖြင့်အလာရာရဲ့လက်ကလေးကိုညင်သာစွာနဲ့ရှာဖြေရက်လိုက်တဲ့ကွယ်။ အဲ့ဒီအချိန်မှာပဲရွှေရောင်လင်းတန်းတစ်ခုနဲ့အတူငွေရောင်တော့ကြောင်ကလေးတစ်ခုဟာသစ်ပင်တွေရဲ့ဈာထဲကနေရုတ်တရက်ပြုတ်ကျလာတဲ့ကွယ်ရေစံတတိရှိမှုအတွက်တော့တချောင်းကိုရှောက်ဖွေတွေးရှိပါပြီလို့လေထဲကအတန်တစ်ခုကအလာရာရဲ့ဘေးနားကနေဖြတ်ပြောသွားတဲ့ကွယ်အလာရာဟာအင်မတန်ကိုဝမ်းသာသွားတာပေါ့ကွယ် ဲ့ဒီနောက်မှာတော့အဲလာရာဟာဝဝန်သားမိကိုနှုတ်ဆက်ပြီးတော့နောက်ထပ်တော့တချောင်းကိုရှာဖွေဖို့အတွက်ဆက်လက်ထွက်ခွာလာပါတော့တယ်ကောင်းတွေကိုရစ်ခွေစည်းစင်းနေတဲ့မြစ်ကြီးတစင်းသားတို့ရောက်လာတဲ့အခါမှာတော့တန်ရာရနေတဲ့မြေခွေကြီးတကောင်ဟာမြစ်ကံပရဲ့နဘေးမှာဒုက္ခရောက်နေတာကို တွေ့လိုက်ရတာပေါ့ကွယ်။အင်လာရာဟာမြေခွေရဲ့တန်ရာတွေထဲကိုဆေးထည့်ပေးပြီးတော့သူမမှာပါလာတဲ့ပတ်တီတစ်ခုနဲ့စီးပေးလိုက်တာပေါ့ကွယ်။ အဲ့ဒီနောက်မှာတော့မင်းသွားလို့ရပါပြီမကြခင်မှာတတ်တာလာပါလိမ့်မယ်လို့ပြောလိုက်တာပေါ့မြေခွေးကလည်းအလာရာရဲ့စေတနာကိုအတိမတ်ပြုတဲ့အနေနဲ့သူ့ရဲ့အမိတွေကိုလှုပ်ရမ်းပြီးတော့လက်ကလေးမြောက်ပြီးနှုတ်ဆက်လိုက်တဲ့ကွယ်မကြခင်မှာပဲမြစ်ထဲကရေမျက်နှာပြင်ဟာရုတ်တရက်လောက်ခတ်လာပြီးတော့အဲ့ဒီရေမျက်နှာပြင်တဲကနေ ငွေရောင်တော့ကြောင်လေးတစ်ခုဟာလင်းလက်တောက်ပစွာနဲ့ထွက်ပေါ်လာပြန်တဲ့ကွယ်။ပြင်တဲ့ကနေပြီးတော့ဇင်နာမှုအတွက်တော့တချောင်းမှလို့ပြောလိုက်တဲ့အတန်ကိုလည်းတူတူလေးကြားလိုက်ရတဲ့ကွယ်။အလာရာဟာနောက်ဆုံးတော့တချောင်းကိုရှာဖွေဖို့အတွက်ကြောက်ဆောင်တွေပေါ်တို့တက်လာပြန်တဲ့ကွယ်။အဲ့ဒီကြောက်ဆောင်တွေပေါ်တို့တိုက်ခတ်လာတဲ့လေပြင်းလေးညင်းတွေဟာထူးဆန်းတဲ့အတန်တွေကိုတဲဆောင်လာလေးရှိတာကြောင့် ကြောက်ဆောင်တွေပေါ်သို့တက်လာရခြင်းပဲဖြစ်ပါတယ်။အဲလာရာဟာကြောက်ဆောင်တွေပေါ်မှာငြင်းငြင်းလေးထိုင်ပြီးတော့တိုက်ခတ်လာတဲ့လေပင်လေညင်းတွေရဲ့အတန်လေးတွေကိုတည်တည်ချချာလေးနားထောင်နေမိပါတယ်။အချိန်တွေကြာကြီးကုန်ဆုံးသွားပေမဲ့အဲလာရာဟာတိုက်ခတ်လာတဲ့လေပင်လေညင်းလေးတွေထဲကနေပြီးတော့မြေသည့်အတန်ကုန်များမကြားရသေးပါဘူး။ဒါပေမဲ့သူမဟာအဲ့ဒီနေရာမှာဆက်ထိုင်နေတုန်းပါပဲ။ ။နောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့အတန်ကိုနားထောင်နေတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောသွားတဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရတဲ့ကွယ်။ကြားခဲ့မှာပဲကြောက်ဆောင်အပ်ွယ်ချောင်းတဲကနေပြီးတော့ငွေရောင်တော့ချောင်းလေးတစ်ခုထပ်မံပေါ်ပေါက်လာပြန်တဲ့ကွယ်။ပြီးတော့မင်းရဲ့နှလုံးသားနဲ့နားထောင်မှုအတွက်တော့တခြားမဲဖြစ်ပါတယ်လို့လေပြေလေးညင်းကလေးကနေပြီးတော့ဖြတ်ပြောသွားပြန်တဲ့ကွယ်။တော့သုံးချောင်းပြည့်သွားတဲ့အခါမှာတော့အဲလာရာဟာ ဖယ်ရီတောင်ကုန်းလေးရှိရစီတော့ဆက်ရှင်ပဲပြန်ရောက်လာခဲ့တာပေါ့အဲ့ဒီနောက်မှာတော့တော့တုံးချောင်းကို တောင်ကုန်းထိပ်မှာရှိတဲ့ကြောက်တုံးတုံးလေးအပေါ်မှာတင်လိုက်တာပေါ့ကွယ်တော့တုံးချောင်းလုံးကိုတင်လိုက်ဒီနှစ်တပြိုင်နက်ထဲမှာပဲတောင်ကုန်းလေးဟာရုတ်တရက်အက်ွယ်လာပြီးတော့တောင်ကုန်းလေးရဲ့အောက်အတွင်းပိုင်းကဘာမြေကြီးစီတို့ဥတီနေတဲ့တောက်ပနေတဲ့လေကားငယ်လေးတစ်ခုရုတ်တရက်ပေါ်ပေါက်လာတဲ့ကွယ် အလာရာဟာလှေကားလေးကနေဆင်းသွားကြည့်လိုက်တဲ့အခါမှာတော့ပျောက်ဆုံးနေတဲ့မော်ကဘာငယ်လေးတစ်ခုကို တွေ့လိုက်ရပါပြီ။အဲ့ဒီနေရာမှာ တောက်ပနေတဲ့ရေတံခွန်တွေလင်းလက်နေတဲ့ပန်းခွန်လေးတွေနဲ့အတူထူးဆန်းတဲ့သက်ရှိသတ္တဝါတွေအများကြီးကိုလည်းတွေ့လိုက်ရတဲ့ကွယ်။မော်ဦးရင်လေးကအင်မတန်ကိုလှပပေမဲ့လည်းအတန်လေးတွေကတော့တိတ်ဆိတ်နေတုံးပဲတဲ့ကွယ်။အလာရာရဲ့ မော်ဦးရင်လေးကိုပြန်လည်တွေ့ရှိအောင်ပြုလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါ့အပြင်ရွာသူရွာသားတွေဟာဟောဒီမော်ဦးရင်လေးရဲ့အကြောင်းကို မေ့ထားတဲ့အတွက်ကြောင့်မို့လို့မော်ဦးရင်လေးထဲမှာရေတကွန်စီးကြသံငှက်ကလေးတွေရဲ့တေးဆူတန်ကဲ့သို့သောတာယာနာပြောပွဲအတန်လေးတွေပျောက်ဆုံးနေတုံးပါပဲ။အဲ့ဒီအတန်လေးတွေကိုပြန်လည်ရရှိနိုင်အောင်မင်းဆက်လက်ပြီးတော့ကုညီပေးပါအောင်လို့စကားပြောထားတဲ့တိမ်တိုက်လေးတခုကအဲလာရာကို ပြောတဲ့ကွယ်။ အဲ့ဒီနောက်မှာတော့အဲလာရာဟာတောက်ပနေတဲ့လေကားလေးအတိုင်းဘယ်ရီတောင်ကုန်းလေးရှိရစီတော့ပြန်တက်လာတော့တာပေါ့ကွယ်။သူမဟာသူမတွေ့ခဲ့ရတဲ့မော်ကဘာလေးအကြောင်းကို ပုံပြင်လေးတွေအဖြစ်ဖန်နေပြီးတော့သူမရဲ့ရွာမှာရှိတဲ့ရွာသူရွာသားတွေနဲ့ကလေးတွေအားလုံးကိုဖတ်ပြတော့တာပေါ့ကွယ်။အဲလာရာရဲ့ပုံပြင်လေးတွေကိုနားထောင်လာရတဲ့အခါမှာတော့ရွာသူရွာသားတွေနဲ့ကလေးတွေအားလုံးဟာ သူတို့ရွာထိတ်ကဘယ်ရီတောင်ငုံလေးကိုတတ်မိုးထားပြီးတော့မှန်မှန်ရရရှိလာကြတာပေါ့ကွယ်။လာတော့ကလည်းအခုချိန်ဆိုရင်လှပတဲ့မော်ဥယျာဉ်လေးဟာတာယာဖွဲ့အတန်းကလေးတွေနဲ့ပြည်စုံနေပြီဖြစ်ကြောင်းကိုတွေးမိပြီးကြည်နူးနေမိတော့တာပေါ့ကွယ်။ပုံမြင်လေးရတော့ဒါပါပဲကွယ်နောက်ရက်တွေမှာလည်းဘလိုပုံမြင်လေးတွေတင်ဆက်ပေးအောင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်အားလုံးကိုကျေးဇူးတင်ပါတယ်